င်္ဂလာပါကျွန်တော်အောင်ပြည်သစ်ပါမောင်တော်ကားဤတည့်ရရင်တရားသုံးကိုအပိုင်း၅အဖြစ်ဆက်လက်ပြီးဖတ်ပြပေးပါမယ်ခင်ဗျာနောက်ဆင်ကြည့်ကြပါဦးအခန်းငါ1956ခုနိုဝင်ဘာလ29ရက်ဖောင်မော်တို့ခုန်ဆင်းလိုက်သည်တို့ရတွင် ဖောင်မော်တို့ကျွန်တော်မကြပါဖောင်မော်တွင်ရောင်းနေနေပြီးသည့်လူများအပေါ်သို့သာကြောက်ရွံ့ခြင်းဖြစ်သည်ဖောင်မော်တွင်လူတွေကပြင်းညက်သိမ့်နေသည် ဖောင်မော်ရှိလူများကကျွန်တော်အတွက်နေရာလုပ်ပေးသည်မြည်သူမြည်များပင် စေတနာထားကြစီကမူနေရာကမရှိပါဘူကြီးစိုးဦးကဖောင်ကျိုးကိုဖြုတ်လိုက်တဲ့နေ့တပြိုင်နက်ဖောင်သည် လိုင်းတစ်ချက်အရိုက်တွင်တင်းမောဘေးမှ ကွာထွက်လာတော့သည်နောက်လိုင်းလုံးတစ်ချက်နှစ်ချက်မြဆက်လာသည်၌အသက်ငယ်ဖောင်သည်တင်းမောမှဝမ်းနဲ့ရိုက်ကွာသို့ရောက်ရှိသွားတော့သည်ဤတွင် ကျွန်တော်တို့အလုံးတင်းမောကိုကောင်းစွာမြင်ကြရသည်တင်းမောသည် ဥမာခါပိုင်းအထိရေတွင်စိုက်နေပြီးပယ်ပိုင်းတစ်ခုလုံးမှာရေပေါ်တွင်ထောင်းနေကရေရင်ဝင်ရိုးနှင့်ရေရက်ပံကာများကိုကောင်းစွာမြင်ကြရသည်တင်းမောဝန်းကျင်တွင်တစ်သားအတူစာများမှုရခေါင်းအုံများနှင့်စီပိုင်းအလွန်များဝိုင်းလေပတ်ရံနေကြသည် အားလုံးသည်စကားမပြောနိုင်ကြမျက်ရည်ဖုံးသောမျက်လုံးများဖြင့်သာတင်းမောကိုလှမ်းမြော်ကြည့်နေမိကြသည်ဟောနှစ်ပြီနှစ်ပြီ တစုံတူကတစ်ဆုသောအတန်းနဲ့ပြောလိုက်သည်တင်းမောသည်ပဲ့ထောင်သည်ထက်ထောင်က ကျွန်တော်တို့ဟာနှုတ်ဆက်ခဲ့သည်လားသူ့ပဲ့ပိုင်းကိုတပတ်တိတိလဲပြနေပြီနော်ပင်လေပြင်အောက်သို့ဆုံဆုံနှမြုပ်ဆိုက်ဆင်းသွားတော့သည်မြည်သူထံမှဟူ၍မသိရရှိုက်တံများစင်ကဲစင်ကဲပေါ်လာသည်ကဲဟေဟူပေါင်းကိုကြည့်ကြစမ်းရှားကြည့်ကြစမ်းဘူတန်းလွင်ကတင်းမောပေါ်မှာမှန်မြောင်းကိုယူလာခဲ့သည် သူကဖောင်ပေါ်တွင် မတ်တက်ရက်ကြီးရန်ကြိုးစားသည်သို့သောရက်ရွေမရလှမ်းများကြတွင် ဖောင်မှပြောင်းဆန်နေသည်သူကတတ်နိုင်သည်မကူနေထားမြင့်ကရှေ့နောက်ဝင်းကျင်ပက်လက်ကြည့်သည် အရေးအယောင်များမမြင်ဘာမှမတွေ့ရဘူးစီဦးသူကသတင်းပို့သည်ဒေးကုံညပြီချင်းနဲ့တစုံတူဦးကအားငယ်စွာမှတ်ချက်ပေးသည်ဘာလို့သိရမှာလဲခွာသူတို့လဲမင်းတို့ငါတို့လိုပဲဖောင်ပေါ်မှာရှိနေမှာပေါ့ ို့မြင်ဝင်ကကျင့်နေပြီးလိုက်လုံးတွေကြားခံနေလို့သာမမြင်ရတာဖြစ်မှာကျွန်တော်ကယခုအချိန်တွင်ဒီစကားကိုလုံးဝအပြောမခံနိုင်ကဲဘူးဆိုလူစေးရလားရေးကြည့်စမ်းပါစေးပါတယ်စီဦးကျွန်တော်တို့ဖောင်ပေါ်မှာ16ယောက်ခုဖောင်ပေါ်မှာပါသွားတာ9ယောက်စုစုပေါင်း28ယောက်ခုသူကသတင်းပို့သည်ခုကောင်ခမောင်လဲမူးတယ်ဆိုပြီးဘယ်ချင်းကလှစ်ခနဲ့ပြည့်စင်သွားတယ်မသိဘူးမြန်လိုက်တာခုကျွန်တော်ပြောသည် ကျွန်တော်လဲတားကြင်မရလိုက်ဘူးစီဦးနီးရလူတွေကဘာမှမပြောပဲခုံးချသွားကြတာပဲကျွန်တော်တို့သင်းမောကထမင်းချက်ထွန်းကြီးတသားမောင်ဆိုးနဲ့တသားရိုဇီရီယိုပါသွားတယ်အဲနောက်ပြီးတသားအီကြီးလည်းပါသွားတယ်ကျွန်တော်ခေါင်ပေါ်တွင်ကျွန်တော်ရဲဘော်များအပြင်မြိတ်သူခီးကြုံလိုက်ရဲဘော်များပါလာသည်တချို့တို့ကမှ တခြားခေါင်ပေါ်တွင်ပါသွားသည်တောက်ရည်ယူခဲ့နိုင်သည်လားရန်ထဲတဲ့ဂျာကြီးကို အထက်ကကျန်တဲ့ရန်နီသွန်ပြီးနည်းနည်းထက်ယူလာနိုင်ခဲ့တယ်။နောက်စီပိုင်းထဲမှာလည်းစားရည်တွေဝင်းနေလို့တောက်မရဘူး။ရှေ့ပိုင်းလည်းဘယ်သူမှမသွားနိုင်ဘူးစီဘူး။အသက်ကဘောသွန်ဝင်လည်းဖြုတ်ယူလာခြင်းရတယ်။ဘူဆိုးဦးကရှင်းပြသည်။အဲ့ဒီအသက်ကဘောသွန်ကိုကျိုးနေချီပါ။တစ်ခုနဲ့တစ်ခုဆဲပြီးအကွာလောက်မှချီ။နောက်ပြီးဖောင်းနဲ့တွဲချီထားလိုက်။ဘောမြကိုဆဲပြီးအကော်ကနေထားကတွေ့ချီပြီးပင်လယ်ပြင် ပြစ်ချကာ ျိုးတစ်ဖက်ဆကိုဖောင်းလွင်ခိုင်မြဲစွာချီထားလိုက်သည်အသက်ကဲဖောင်းနှင့်မကွာမလန့်နိုင်ဘောသုံးမှုမျောကလိုက်ပါနေသည်စောစောကအတန်ထင်ရှားစွာမြင်နေရသည် မော့စကော့ကျွန်းမှာကျွန်တော်တို့ဖောင်းထက်မှကြည့်တော့မုဂုဆဝိုင်းဤနောက်တွင် ရေးရမြတာမြင်နိုင်စွမ်းသည်ဒီမှာအလုံးနာထောင်ဒုဗောင်ကအခုမြင်နေရတဲ့ကျွန်းနဲ့သိပ်မဝေဘူးဒီတော့အဲ့ဒီကျွန်းကိုတို့ရောက်အောင်ကြိုးစားလှောက်ခတ်ရမယ်တင်းမောကယူလာတဲ့ပြင်များရှိတယ်မဟုတ်လားနှစ်ချက်ရှိတယ်စီဦး ေးအဲ့ဒါကိုလော်တက်ဖြစ်အသုံးပြုပြီးတက်နိုင်နေရကျွန့်စီအောင်တယောက်တစ်လက်စီလော်ကြရမယ်ကဲပြင်းများတွေပြဆန်းပြင်းများများကိုကျွန်တော်ကြည့်လိုက်သည်တွင်ပြင်းများများသင်းမဝေါ်ချီတည်တာတစ်ခုမှကြပြကတိခုတ်ဖြက်ယူလာခဲ့သည့်ကြောင့်တန်ချောင်းတစ်ချောင်းထောင်ထွက်လျက်ရှိနေသည်ဤတွင်ကျွန်တော်သည်အန်ဒီရဲ့ကိုစိုးရင်ကဒီတန်ချုံကိုမရရအောင်နှုတ်ပြကွာအန်ဒီရဲ့ရှိတယ်တို့ဖောင်ကိုပေါက်ပြီးလေထွက်သွားမှဆိုးရတယ် သူတို့ဒီတန်ကိုမရအရနှုတ်ခါပြစ်လိုက်။နောက်ပြီးမင်းတို့မှာစစ်ဖက်နဲ့ဘသူစီးထားတယ်လေ။စီးထားတဲ့သူရှိရင်ချွတ်ပြီးတော့ရေထဲလွှင့်ပြစ်လိုက်ကြစမ်း။စခန်းမှာရဲဘော်များမှာဒီဇယ်ပီဂျန်ဒီကြောင့်စစ်ဖက်နဲ့အစီများကြသည်။ဖက်နဲ့နှစ်ရံသုံးရံကိုပင်လယ်တွင် ပြစ်ချလိုက်ကြသည်။တင်မောဟုတ်တွင်ရှိစဉ်ကတောက်ရည်ယူရာတွင်မြေစုကတန်ဘုံကိုအုံ၍တောက်ရည်ယူသည်မသိ။ယခုတန်ဘုံတွင်ရှိရေများမှာ လုံးဝတောက်ရမရသောစားငံရည်အဖြစ်သို့ရောက်နေပြီဖြစ်သည်ဟေးဒီပုံးစုံကြီးလဲရှုပ်လာတယ်ပြစ်ချလိုက်စမ်းဟာအသုံးကျရင်ကြမှာစီဟုနေပါစီလားဘယ်ကလာအသုံးကျရမှာလဲကွာပြစ်တာချလိုက်နေအောင်နေအောင်ပြစ်မချခင်အလုံးတယောက်တစ်ချက်စီအဲ့ဒီတံပုံးကိုဝိုင်းကန်ကြစမ်းသူတို့ဒီကျွန်တော်ဘာကြောင့်ကန်ခိုင်းဒီကိုမသိကြတော့လဲတယောက်တစ်ချက်စီဝိုင်းကန်ကြပြီးနော်ကျွန်တော်က ကဲမကောင်းတဲ့ဘီရန်တွားရော့ကွာဟုပြောကပင်လယ်ရင်းပြစ်ချလိုက်ကြသည်ကျွန်တော်တွင်အ ਨੇ ချင်းများတော့အစွဲရှိသည်ထိုအစွဲမှာကစ်တဲ့ဘက်ကဲဟုသောအင်္ဂလိပ်ဝေါ်ဟာရာ၏အစွဲမှလာသည်အင်္ဂလိပ်အီဒီယန်အလိုအဖျင်ကစ်တဲ့ဘက်ကဲဆိုသည်မှာတည်ဆုံးသည်ဟုအထိပယ်ရသည်ထို့ကြောင့်ထိုစကားအစွဲကိုကျွန်တော်ကရေရာခြေသည့်သဘောနှင့်တန်မုံမှုဝိုက်ကန်ကြစေခြင်းဖြစ်သည်သို့သောသူတို့ကိုအဘဲကြောင့်ဟူ၍ရှင်းမပြခဲ့ ယခုဆက်လက်မရေးသားမီကျွန်တော်တို့၏အသက်ခေဖောင်အနေထားကို ရှင်းပြရန်လိုပေမည်အသက်ခေဖောင်ကိုအင်္ဂလန်ပြည် RFD ကုမ္ပဏီမှပြုလုပ်သည် အထူးသဖြင့်ခရီးသည်တင်လေယာဉ်များတွင်အရေးပေါ်အသုံးပြုရန်ဖြစ်သည် ဖောင်ကိုရာဘာဖြင့်ပြုလုပ်ထားလျက်နိုင်လုံဖြင့်ဖုံးအုပ်ထားသည် ပုံတရံမှာအဝိုင်းဖြစ်လျက်အချင်းမှာ6ပီကန်ရှိသည်ကျွန်တော်တို့ဖောင်သည် လူ6ယောက်စီးရန်တာဖြစ်သည်6ယောက်ဝိုင်းထိုင်လျက် လုံလောက်စွာကျေဝန်းသည်ဆိုရမည်ဖြစ်သည်ဖောင်ကိုလေသွေးမှုထားခြင်းဖြင့်ရေပေါ်တွင်ပေါ်စေသည်ဖောင်ချေဝိုင်းတစင်၎င်းပေါ်တွင် အထက်ချေဝိုင်းတစင်ရှိသည်အောက်ခံဖင်တိုင်းမှာနိုင်လွန်ရောပါကျမ်းမြင်ဖြစ်သည်အထက်ပိုင်းအစင်ဝိုင်းတွင် ပေါင်းမှုငယ်ကူဖြစ်စေသည်ပေါင်းမှုတစ်ဖက်တစ်ချက်စီတွင် ဖောင်တွင်းသို့ဝင်ရန်ထွက်ရန်အတွက်တကားပေါက်တစ်ဖွဲဖြစ်သည့်တူယူပေါက်တစ်စုံရှိသည်အမိုးထိပ်တွင်ကြိုင်းငယ်တစ်ခုပြုထားသည် ဖောင်မိုးပေါ်ချီဂျိုင်ဝင်းငယ်မှာမိုးရွာလင်းတောက်ရိပ်ခံရန်ဖြစ်သည်ဖောင်ဤအောက်ခြေတွင်တိတ်သီးသည့်လေကိုထည့်သွင်းထားသည့်လေဦးငယ်တစ်ခုကက်လျက်ရှိနေသည်လေဦးငယ်အတွင်းတွင်ဖောင်ပွင့်စေရန်နှင့်လေသွင်းစင်ကားလာစေရန်အတွက်လေကိုတိတ်သီးစွာထည့်ထားခဲ့ကြသည် ကျွန်တော်တို့ဖောင်ကိုဖွင့်စဉ်ကကျိုးစားငယ်တစ်ခုကိုသင်းမောလက်ရန်တွင်ချီ၍ဖောင်ကိုရေတွင်ပစ်ချလိုက်ရာဖောင်ပွင့်စေသည့်လေဦးမှအဖွင့်ပါးကိုကျိုးကစောင့်ဆွဲလိုက်သည့်ကြောင့် လေအိုးတွင်ပင်ဖိနှိပ်ထည့်ထားသည့်လေတုပရက်စ်အဲများ ဖောင်းဤနံပေါင်းနှင့်အမှုကန်ချံပါများအတွင်သို့တဟုန်တို့တိုးဝင်သွားသည်လေအိုးသည် တခါသုံးသာလျှင်ဖြစ်၏ဖောင်းမှာအစကီမိုလူမျိုးများနေသည့်ရေခဲအိမ်ဤပုံစံနှင့်တူသည်သို့မဟုတ်ပေါင်မုံဖုန်ငယ်တစ်ခုနှင့်တူသည်ဧကလူတွင်အပေါက်တစ်ပေါက်သာလျှင်ရှိခြင်းနှင့် ဖောင်းတွင်လူဝင်ပေါင်းနှစ်ပေါက်ပါရှိခြင်းတို့သာကွာခြားသည်ဖောင်း၏အောက်ခြေပိုင်းသည်အနက်ရောင်ဖြစ်၍ အထက်ပိုင်းတစ်ခုလုံးမှာလိမ်မော်ရင့်အောင်အနီဖြစ်သည် ပင်လေပြာတွင်အဝေးမှ ထင်ရှားစွာမြင်နိုင်သောအယောင်ဖြစ်သည်ရေမျက်နှာပြင်ထက်တွင် ဖောင်အမြင့်မှာ ထိတ်ဆုံးပိုင်းမှသည်ငါးဘီမြရှိပေလိမ့်မည်ဖောင်မော်တွင်ထိုင်းနေသူတို့နှင့်ရေမျက်နှာပြင်မှာတပေးတသာရှိသည် လူတို့သည် အချိန်မရွေးပင်လေပြင်ကိုသူ့လက်နှင့်ထိတွေ့ဆန်းနိုင်သည်ဖောင်ပက်လေတွင်လူတွဲမိရန်အတွက်ကျိုးများနှင့်ဝိုင်း၍ဆိုင်းထားသည်ဖောင်ဤပုံတရံမှာ ိကြသောအဝိုင်းဆက်ဆက်ဖြစ်သည်အတက်ကေဖောင်လို့သည့်ကုမ္ပဏီကဤဖောင်ကိုလူ6ယောက်စီးရန်ဟုသတ်မှတ်ထားသည်ယခုဤဖောင်ပေါ်တွင်ကျွန်တော်တို့လူစု18ယောက်တိတိရှိနေကြသည်လူအနေထားနှင့်ဖောင်ကျေဝင်းမမြသည့်ကြောင့်ဖောင်ပေါ်တွင် လူချင်းထက်သိပ်ဖိနေကြသည်တို့ကြောင့်တင်းမောဆွန့်ခွာခဲ့စဉ်ကကျွန်တော်ခွန်းဆင်းလိုက်သည့်တွင်ကျွန်တော်ရဲဘော်များအပေါ်ကျသွားခြင်းဖြစ်သည်လူကနှစ်ထပ်မကသုံးထပ်မြဖြစ်နေသည်ဤသို့ဆက်နေရန်မဖြစ်နိုင်သောကြောင့် ကျွန်တော်ကအစီအစဉ်တစ်ခုပြုရတော့သည်ပထမဆုံးလူအလုံးရေတဲ့စင်ကြံဟေးစင်ပြင်းရင်ဖောင်မွေးကကျူးတွေကိုကမ်းထားကြတချို့ကဟိုကတွေ့ရတဲ့အသက်ကဘိုးကိုတွေ့ထားဘူကြီးစိုးဘူကြီးတန်းလွင်တို့ကရှေ့ကဆင်းသွားကြသည်သူတို့နောက်သို့ရဲဘော်အများစုလည်းဆင်းလိုက်သွားကြ၏သူတို့သည်အသက်ကဘိုးကိုတွဲနေသူက တွေ့လျက်ဖောင်ပက်လက်ကိုတွေ့သူကတွေ့နေကြ၏ဖောင်ပေါ်တွင်ရဲဘော်နှစ်ဦးသုံးဦးနှင့် ကျွန်တော်ကြံရှိနေရသည်ကျွန်တော်ရေမကူးတဲ့ဖူးစီကိုသူတို့အနက်မှတယောက်ကကြောက်ကြောက်လန့်လန့်နဲ့ပြန်ပြောသည်သူတို့အားလုံးဤမျက်လုံးများမှာ ပြုဝိုင်နေကြ၏မင်းဘယ်မျိုးသားလဲခုကျွန်တော်ကမေးလိုက်သည်သူကစိတ်ကမ်းမြုပ်တမျိုးဤအမိကိုပြော၏ဒီမှာငါရွှေဘူသားစိတ်ညစ်လို့ရင်းနေတည်ခြင်းနှကောင်းပေါ်တည်ကိုချောင်းမရှိတဲ့နေရာက လာတဲ့ကောင်ကဲဆင်းပြီရောကျွန်တော်ဒီစိတ်ဆိုးစွာဖြင့် သူ့ဟာတွန်းချရန်ပြင်လိုက်သည်သို့တော်သူ့ကိုမထီပါသူသည်ကြောက်ကြောက်နဲ့နောက်သို့လှန်လိုက်သည်တွင်ပင်လယ်တွင်သို့နောက်ပြန်ကျသွားတော်၏ကြံရဲဘော်နှစ်ဦးလည်းသူတို့ဘာသာမုံမရဲနှင့်ဆင့်သွားကြ၏ဤတွင်မှကျွန်တော်သည်ဖောင်အတွင်းမှသို့အစာဆုံးပထမဆုံးအကြိမ်ဖြစ်တဦးရဲလေးလာဝင်ရတော်၏ဖောင်တွင်းဝင်အိုက်လျင်ဝင်ပေါက်မှလေဝင်ချင်းကြောင့်သာလျင်တတ်တာရရ၏ဝင်ပေါက်တွင်လေးနှစ်ရေကာကွယ်လိုပါကကာကွယ်ရန် နိုင်လွန်ခန်းစည်းတစ်ဖွဲလိုက်ကကလေးများပါသည်ဘေးတစ်ဖက်တစ်ချက်စီနာရှိဖောင်ဝင်မောက်ဤဘေးတနေရာတွင် အောက်ဖက်သို့မြှပြထားလျက် danger do not open the vet အန်ဒီယေဘာအဆုကိုမဖွင့်ပါနဲ့ဟုသတိပေးရေးသားထားချက်တွေ့ရ၏လေထုသောပောက်ကိုပိတ်ဆို့ထားသောဘားပင်ဖြစ်ပြီဤနေရာကိုကျွန်တော်ကာကွယ်ရမည်ဖြစ်၏ဖောင်ပေါ်တွင်ရဲဘော်တို့တင်းမမစွန့်ခွာကြမီယူလာကြသည့်ပစ္စည်းများနှင့်ပြည်ကဖျူဖျဲဖြစ်နေသည် ရမ်ဘလင်းအကြီးစားတကားလန်ဝင်ဖန်ဘလင်းကြီးမှာအတွင်တွင်တောက်ရည်ယူထဲ့လာသည်ဟုပြောသည့်ရေလလေးလုံးတော်တာကန်ရှိသည်ရန်ကုန်ကုန်းစင်အောင်သွင်းရန်အချိန်မရခြင်းကြောင့်ပင်းရောင်လဲလဲပြေးနေသည် အဖုံးအဆို့မရှိငကူကဖိုးစုံမှာဖွင့်စင်ကပင်ပျက်စီးသွားခဲ့ရန်ရှိသည်ကျွန်တော်ကအတွင်မှကြီးကို အနှဲငယ်တောက်ကြည့်ရာစားငံရည်ဝင်ခြင်းကြောင့်ခတ်တက်တဲ့နှင့်တမျိုးဖြစ်နေသည်ကိုတွေ့ရ၏ရန်ရဲစော်ကလည်းနန်သည် ို့သောအောင့်၍မြူချလျင်တောက်နိုင်သည်သည်တန်လာဤမြောင်မှာကျွန်တော်ဖြုတ်ယူလာခိုင်းသည့်အတွက်ဖောင်းလေးတစ်နေရာတွင်ရှိသည်မှန်မြောင်းတက်လက်လည်းရှိသည်ဖောင်းမွေးတွင်ညွန်ကြားကြံများရိတ်ကတ်ထားသည့်အတွက်ဖက်ရှုလေ့လာရသည်ဖောင်းထိတ်မှမွေးရခန်းသည့်ဂျိုင်းတွင် အောက်ဘက်မှပိုက်ငယ်တစ်ခုဖြင့်ဆက်ထားလျက်ပိုက်ထိတ်တွင် အဆုတ်ရှင်တစ်ခုရှိသည် ဖောင်းလေးတွင် ပတ်တူစားနှင့်ထုတ်ထားသည့်၃ပေ၂ပေ၆လက်မကန်အရွယ်အထုပ်တစ်ခုတွေ့ရသည် survival kit အသက်ရှင်စီရင်ပစ္စည်းများဟုရေးသားထားသည်ကျွန်တော်ကဘူကြီးစိုးဦးကိုဖော်မိုသူတက်စီကအတွင့်ရှိပစ္စည်းများကို သူနဲ့အတူစစ်ဆေးကြည့်ကြသည် ပစ္စည်းထက်သည့်အိတ်တနေရာတွင်အိတ်လေးတစ်ခုနှင့်တည့်ရက်စွာတွဲထားသည့်ဓာငယ်တစ်ချောင်းကိုတွေ့ရသည်ဓာမှာဥရုံမျိုးဖြစ်၏ဒဝူးကြုံမပါရှိဒဝူးဝိုင်းဖြစ်သည်နှလမဝေကမ်းများသော အသွားပါရှိထို့ကြောင့်ထိုးဖောက်မရလှိဖြက်မှုရ၏ အယုတ်ကိုသုံးလက်မခန့်ရှိပလက်စတစ်နှင့်ပြုတ်လုထားသည့်ကြောင့်ရေပေါ်တွင်ပေါ်၏ရေတွင်မနေလေပင်တွင် လွယ်တန်းစီရာကျူတိုင်းပါရှိခြင်းကြောင့်ကျွန်တော်လေပင်တွင်လွဲထားလိုက်သည်ပတ်တူရဲ့အပေါ်တွင်ပစ္စည်းစင်းပါသည်သို့သောပုံပြတ်နေသည်ကများ၍ဖက်၍မရကျူးများနှင့်တည်သက်စွာ ထုံအောင်ထားသည့်ကြောင့်အတန်ကြအောင်ဖြုတ်ကြရသည် အပြင်တွင် လေသည်မတိုက်တော့သလောက်ဖြစ်၏လိုက်မှလည်းတွဲ၏လာသည်ခေါင်းမကျိုးတော့ လိုင်းရတူလေးများသာဖြစ်သည်နေမှာကောင်းစွာထွန်းလင်းနေပြီထန်တပြားကန်းသို့အမြင့်ကိုရောက်ပြီဖြစ်ပတ်တုတို့တွင်မှအောက်ပါရေပေါ်အသက်ကပစ္စည်းများထွက်လာသည်တစ်တောက်ရည်ကျူဘူးနှုတ်စိမ်ဘူးကန့်ရွယ်လေးဒါစင်နှစ်တကြားလုံးတပေါင်တို့နှစ်ထုပ်သုံးလက်နှိတ်ဓမီတစ်လက်လေးအပူပထရီ၆လုံးငါလီဒီမီကြီး၄တော့၆မီနီမီကြီး၂ဒါစင်ခွန်ပလတ်စတစ် ရေချင်ကွက်ငယ်တစ်ခွက်ရှစ်ပလတ်စတစ်ရေပက်ခွက်ကြီးနှစ်ခွက်ကိုလေထိုးရန်အတွက်ဖောက်ဝင်ငယ်တစ်ခု30အပေါက်ဖာရန်တစ်သားစုစံမျိုးစုံတရာစင်17နိုင်လွန်ကျိုးငယ်အရှိပေ90ခန့်တစ်ခွေ17အရေးပေါ်သူနာပြုပစ္စည်းတန်တစ်တံငယ်တတစ်တာ13ဖောင်သုံးပြုရန်နှိညွန်ကြချက်ပလတ်စတစ်စာအုပ်တို့14ကြက်ပေါင်ရေမြုပ် ရေစုပ်ထုတ်ရန်အတွက်နှစ်ခုအရေးပေါ်သူနာပြုတစ်တာတွင်မှာအက်စပရင်ဆေးပြားဆာဖာဆေးပြားနှစ်ပလင်းနဲ့ဂွန်းပတီရှူစေးစပရိယအမိုနီယာဖန်ပလင်းများထွက်လာသည်ထိုပစ္စည်းများကိုကျွန်တော်ဤဂျာကင်အိတ်နဲ့ဘူဆော့ဤအိတ်များအတွင်ခွဲဝေထည့်ထားလိုက်ပြီးလွတ်တော်တစ်တာအတွင်သို့တကြားလုံးတို့များအတွင်ကြသည်တကြားလုံးတိတ်မှာရေဆူ၍ပျက်စီးစာပြုတ်နေပြီတိတ်တာလင်းအကောင်းပုဂ္ဂလိရှိခြင်းကြောင့်ထိုအကောင်းအိတ်ကို တန်တိတာတွင်ထဲရ၏တိတာငယ်မှာလဲတဲဣစာကန်သာဝင်ဆန်းသည်အဓိကမှာတောက်ရည်ဘူးများဖြစ်သည်တောက်ရည်ဘူးထိတ်တွင်လက်ဖနောက်နှင့်ရရသည့်တန်ကျုံငယ်တစ်ခုစီ တွေ့လျက်ပါရှိသည်တန်ကျုံကိုလက်ဖနောက်ဖြင့်ရိုက်ဖွင့်ခြင်းဖြင့်အပေါက်ဖြစ်စေကာရင်ငဲ့ယူတောက်ရန်ဖြစ်သည်ရည်ဘူးများကိုသူ့မူလ၏အတွင်းမှထားကာကျွန်တော်ထားမည့်နေရာတောင်းတွင်သာထားလိုက်သည်ကျွန်တော်ထားရန်ရွေးချယ်ထားသောနေရာမှာလီထွက်ပေါက်ထားရှိသည့်နေရာဖြစ်သည် ။ဤနေရာနှင့်ဤရေဘူးများသည် ကျွန်တော်တာဝန်ဖြစ်သည်။ဘူဆုံးနှင့်ဘူတန်းလွန်တို့ကိုအခြားအရေးကြီးပစ္စည်းများဖြစ်သည့်မိကြီးနှင့်လက်နေတမိတို့ကိုခွဲ၍တာဝန်ခံစေရမည်ဖြစ်သည်။ဖောင်မော်တွင်ရဲဘော်ဒီအဝိထေများဖနက်အုပ်ထုပ်များဖြင့်ပြည့်လျက်ရှိ။ကျွန်တော်စိတ်အဆိုးဆုံးပစ္စည်းတစ်ခုကိုအမတ်မထင်မြင်တွေ့လိုက်ရသည်။တင်းမောနှစ်နေပါသည်ဆိုမှမြည်သည့်ရဲဘော်ကယူပြေးအောင်ယူလာသေးသည်မသိ။အီယာမနဂါးဆေးဘော်လေးစီကြီးဖြစ်သည်။ဆေးဘော်လေးစီမှာ ရေဆူ၍အစီပြေးနေပြီကျွန်တော်ဒီဆေးဘောလေးတွေ့မြင်ရသဖြင့်အစီပြေကိုကောက်မှကဘယ်မေးပြီးကများရေးတဲ့ဆစ်လေးတောက်ချင်ရသေးတယ်လည်းမသိဘူးဟုတ်ဆိုကပင်လယ်ရွှေလှပြစ်ချတော့လကောင်းဓမီးချစ်တော့လကောင်းပမပါဘူးတော့ကျွန်တော်မပြောနိုင်အကယ်၍ပါခဲ့လင်လဲသူမိချင်မှာအသုံးပြု၍ရနိုင်တော့မည်မဟုတ်ကဲဘူဆိုးဒီပစ္စည်းတွေကိုကိုတောင်ဝင်တဲ့ကိုကြည့်ထိန်တောက်ရည်ဘူးကျွန်တော်အမိမရပဲတဘူးမဖောက်စင်နဲ့ လူတွေကိုလည်းသုံးစု6ယောက်စီခွဲကြရမယ်တစုမှာကျွန်တော်တစုမှာခမားနဲ့တစုမှာဘူတန်းလုံတောင်းယူကြရမယ်ဟုတ်ကဲ့စီဦးဒီပေါ်မှာ16ယောက်စလုံးတဏီကုံတဏီကန်ပြုံးထန်နေလို့ရမှာမဟုတ်ဘူးအဲ့ဒီတော့တစုကရေတဲ့စင်နေဖောင်ပွေးမှနဲ့အသက်ကဲဘောမှာတွဲနေကျန်တစုကဖောင်ပေါ်မှာတက်နေတစုကအနာယူတစုက လုကောက်တောင်ဝင်နဲ့လှီလောတောင်ကိုတလက်စီယူကြရမယ်တကြားလုံးနဲ့တောက်ရီကို အချိန်ရရင်ကျွန်တော်ကြည့်ချက်ပြီးဝေးပေးမယ်ခမမျက်ချိမပြတ်စေနဲ့ဟုတ်ကဲ့လားကောင်းပါပြီစီဦးကဲကျွန်တော်ကအရင်ရေးတဲ့စင်မယ်တက်ချက်မောင်ကြီးနဲ့ရဲဘော်လေးရောက်ကျွန်တော်ကရေးထဲမှာတနာရင်နေမယ်တနာရင်ကြာရင်ကျွန်တော်ဖောင်ဖို့ပြန်တက်မယ်ခမနဲ့ရဲဘော်ငါးယောက်ကတခါတနာရင်ရေးတဲ့စင်ခမပြည်ရင်ဝန်သန်းလုံလို့အစုစင်းကြရမယ်ဒီလိုပဲတနာရီတခါ rotate လုပ်ရမှာပဲဒီဘောင်ပေါ်မှာတော့ တစ်ချိန်မှာ၁၂ယောက်ထက်ပိုမရှိစီရင်ဘူးဟုတ်လားညကြရင်ရောစီ ਉ ညကြရင်တော့ကြည့်နေရမှာပဲညကူတော့ရေထဲမှာတယောက်မှမစင်းစီရင်ဘူးဗျာကဲကျွန်တော်စင်းမယ်အခု၁၀နာရီရှိပြီ၁၇နာရီကြာရင်ကျွန်တော်ပြန်တက်လာမယ်ခမစင်းကျွန်တော်ဒီသူ့ဟာညွှန်ကြားချက်အမိန်ပေးပြီးပင်လယ်တွင် ခုံဆင်းလိုက်တော့ဒီပင်လယ်ကြီးမှာအေးမြလိုက်ပါပြီချင်းမန်လိုက်ပါပြီချင်းကဲဟေ့မောင်ကြီး မင်းရဲဘော်လေးယောက်ရွေးထားလိုက်မင်းရဲ့ငါရဲ့ရဲဘော်လေးယောက်ရဲ့ရေထဲမှာနေကြရမယ်ဘူသန်းလွင်ကျန်တဲ့ရဲဘော်တွေခေါ်ပြီးဖောင်မတက်ဘူဆုံးနဲ့သူ့ရဲဘော်တစုကိုအနားယူကြပါစေခမားနဲ့တောင်းဝန်ကြရဲဘော်တွေကလူကောက်တာဝန်နဲ့ဖောင်ခုကန်းကြီးဘက်တလဲစီလှုပ်ဖို့တောင်းဝန်ယူကဲတက်ကြဘူသန်းလွင်နဲ့ရဲဘော်များဖောင်ထက်ပြန်တက်သွားကြသည်ကျွန်တော်တက်ကြမောင်ရင်းနဲ့ရဲဘော်အချို့ရေတွင်ကြံရည်ကျွန်တော်ကလူကြီးတွက်ကြည်ဟာ ်စုစုပေါင်း6ယောက်မကရှိနေသည်ကိုတွေ့ရသည်ဟေးမင်းတို့တကြလေကွာဟင်ကျွန်တော်တို့ဒီမှာပဲနေနိုင်တလောက်နေကြမယ်အပေါ်မှာလူကျက်တယ်အသက်ရှူကျက်တယ်အေးကောင်းတယ်ငါလည်းနေနိုင်တယ်မြတ်နေမှာပဲရေထဲမှာပူးစင်ကြသေးတယ်ကွာဟောဟူကအသက်ကဘောပေါ်မှာတယောက်တော့ဈေးနဲ့အိတ်နိုင်တယ်နှစ်ယောက်တော့တွဲနေနိုင်တယ်နေမယ်ဆိုဆယ်ယောက်တော့ရေထဲမှာနေနိုင်တယ်ကွာစီဦးမမက်ကရင်ဘယ်နဲ့လုပ်မလဲ ငမန်းမကြိုက်ပါဘူးကွာဒီနေရာမှာငမန်းမရှိတတ်ဘူးငမန်းလာရင်လည်းအသိသာကြီးပါဖောင်မုံတက်ကြတာဗောပြောတာပြောလိုက်ရသည်ငမန်းအနေကို तू ပြောမှကျွန်တော်သတိရမိတော့သည်ထို့ကြောင့်ဘူတန်းလွင်ငမန်းဆူရောင်ကလည်းသတိထားပြီးကြည်ုံပြူမြင်ရရင်ရေပြင်ကိုလှော်ရက်ပြင်းပြနဲ့တအားရည်ကျွန်တော်တို့အမြန်ပြန်တတ်နိုင်ဖို့ဆွတ်တင်ခုတူတူသတိပေးလိုက်ရသည်ကျွန်တော်ဒီယခုအချိန်တွင်ဖောင်ကူရေအောက်မှလိလာခြင်းပြုရတော့သည် ဖောင်ပပက်လေတလျှောက်တွေ့သွား၍ရင်ငုပ်ကြည့်သည်ပင်လယ်ရင်မှာကြည်လင်လှသည့်ကြောင့်အကုန်အစင်မြင်ရသည်ရေအောက်ဖောင်ဝမ်းမြင်တွင်ရေရဲတစ်ဖွဲတက်ထားသည့်ငါ့ဤရေရဲတောင်စွေမျိုးလေးခုတက်ထားသည်ယခုအခါတွင်အလွတ်သာရှိနေပြီဖြစ်သည့်လေးဘူးသည်ဝမ်းမြင်တနေရာတွင်တက်ဆင်ထားသည်လေးဘူးနှင့်ဖောင်အောက်ပိုင်းအကန့်တို့သည်ပိုက်တစ်ခုပြင်ဆက်ထားသည်ပိုက်ဆက်မှာဖောင်ထက်ရှိစဉ်ကကျွန်တော်မြင်တွေ့ရသည့်အန်ဒီယေဟုရေးသားထားသောဘာနှင့်ဆက်ထားသည် ထိုအန္တရာယ်ကိုဖောင်ပေါ်မှလည်းဖွင့်ပြုတ်နိုင်သည်ဖောင်အောင်မှလည်းလက်နှင့်ဆန်ဆွဲဖြုတ်လျင် ပြုတ်နိုင်သည်ထို့အပြင်ရေပြပြအောက်တနေရာတွင်လှိုင်းကလေးတစ်လုံးကဖောင်ကိုပြေးဆောင်တိုင်းမှုဝင်ကြီးတစ်ခုပမာပွင့်အားသွားသော နိုင်လွန်အစအဖြစ်ဖြင့်ပြုတ်လုထားသည့်လေဒီရေဒီငယ်တစ်ခုကိုတွေ့ရသည်လမ်းညွန်စာအုပ်ကိုကျွန်တော်ဖတ်ရှုကြည့်စဉ်က ပုံနှင့်ပြထားသည်ဒရိုကူခေါ်ရေကြောက်စုဖြစ်သည်ထိုရေဒီပွင့်ကားသွားသည့်အခါ အဝမှာတပီကွဲကန်ကျေဝန်းဒီကိုမြင်ရ၏ဖောင်းကူလီတာချင်းကြောင့်မြော့ပါမသွားစီရန်ထိမ့်ထားသည့်ပစ္စည်းဖြစ်သည်ဖောင်းဤရေစုမှာတပီကွဲကန်များသာရည်တွင်ဝင်းနေလျက်ငါးပီကန်မှာရည်ထက်တွင်ပုံးနေခြင်းကြောင့်ရည်ထက်ပုံးနေသည့်ဒုကရည်အောက်ဒုထက်ပူ၍များပြသည်ထို့ကြောင့်လီတာလျင်လီတိုးသည့်ဧရိယာကပိုးများသည့်အတွက်လီတိုက်ကလွင့်ညင်တိုင်းလွင့်ပါမသွားစီရန်ထိမ့်ထားသည့်အကူပစ္စည်းတစ်ခုဖြစ်၏ရည်အောက်ရည်စည်းကြောင့်ကန့်ကျစ်ဘက်သို့စီးလင်လေ သူကကူဆွဲလိမ့်မည်ဟုကျွန်တော်ကထင်သည်ရည်ဒီငယ်ကို ဖောင်နှင့်နိုင်လွင်ကျိုးတစ်ချောင်းအဖျင်းချီနှောင်ဆက်ထားသည်ကျွန်တော်သည် ဖောင်ပေါ်ပက်လေကိုရေအောက်မှလက်ပက်လေးလာကြည့်ရှုသည်တွင်ဖောင်မှာတော်ယုံတန်ယုံများသောအန်ဒီရေကိုစိတ်ချရအောင် ခိုင်မာသည်ဟုယုံကြည်စိတ်ချရကြောင်းတွေ့ရ၏သို့သောကြောက်စွန်းကြောက်ဆွေနှင့်တမ်းမိခဲ့လျင်တစုံတူကခြွန်တက်သောလက်နက်တစုံတရာဖြင့်တမင်ထိုးပေါက်ခဲ့လျင်မူပေါက်ပြဲသွားနိုင်သည် အပေါက်ကိုဖာသည် တသားပြော့အစုံများပါရှိသည်ဆိုတော့လေစိတ်မချရလေဟိုးမှာတခါသုံးသာရသည်လေနောက်ထပ်ဖြစ်ရန်အတွက်ဖားဖို့ငယ်တပွဲလက်နှင့်ဖီထိုးရသည်လေထိုးတံပါရှိတော့လေဖောင်လီပြစ်ရန်မြင်များကြကြထိုးရမည်ကိုလည်းကျွန်တော်မသိထို့ကြောင့်အန်ဒီယေကိုကျူတင်ကာကွယ်သည့်အနေဖြင့်ဘုဆုံးဖောင်ပေါ်မှာရှိတဲ့ရဲဘော်တွေစီကခြုံထက်တဲ့ပစ္စည်းမှန်သမျှအကုန်သိမ်းယူပြခြုံတဲ့ပစ္စည်းဥစ္စာဆိုရင်ဖောင်တိန်နဲ့တွဲအောင်မရှိကြစေနဲ့ ခုဖောင်ပေါ်ရှိဘူဆိုးဦးအားလှန့်ပြော်လိုက်သည်ပင်လယ်ပြင်သည် ထူးခြားစမ်းကြယ်လာ၏မာယာလည်းများလာသည်စောစောကလိုင်းလုံးများဖြင့်တဝန်းထနေသောပင်လယ်သည်စက်တနာဤကန့်တွင် လုံးဝညစ်တက်သွားသည်တောတိုက်နေသည့်လေသည်လည်းဘယ်စီရောက်သွားသည်မသိရတော့ပင်လယ်ပြင်သည် ကြည်လင်သောကံရည်ပြင်ကြီးလားမှန်ပြင်ကြီးတစ်ချက်ပမာ နေအောင်အောက်တွင်ညင်သက်ဝန်ဆင်းလျက်တလက်လက်အောင်တောက်နေတော်သည် အရှိမိုးကုတ်ဆဝိုင်းစီတွင် မော့စကိုကျွန်းစုများ၏ထိပ်ဖြားကိုမြသားတုံးပေါ်မှမြင်နေရသည်15မိုင်မိုင်20မျှသာလျှင်ဝေးမြည်ထင်ရ၏ရဲဘော်များကစီအိုခုလမ်းညင်သွားတော့အတက်ကေဘုံနဲ့ရေကူးတတ်တဲ့လူတွေကရေကူးပြီးဖောင်ကိုဆွဲယူရင်အဲ့ဒီကျွန်းတော့ဒီနေ့ညနေဒါမှမဟုတ်ရင်ညကြရင်ရောက်လိမ့်မယ်ထင်တယ်ခုပြောကြသည်တယောက်ကအပေါ်ကလိုတဲ့လူတွေကလည်းဝိုင်းလို့ဆိုရင်ညတော့မနေဘူးညနေလောက်ဆိုရင်ရောက်မှာပါ ေးဟုတ်တယ်အခုလိုလိုင်းလင်းငင်းနေတော့ကူးကြဆွဲကြမယ်မောရင်အပေါ်တက်နားယူရေကူးတတ်တဲ့လူက ရေကူးဆွဲ မကူးတတ်တဲ့လူတွေကအပေါ်ကလော တခြားသင်္ဘောတွေမြင်အောင်ကြည့်တဲ့လူကကြည့်ဟုတ်လားကျွန်တော်တို့အားလုံးဒီစိတ်တူသဘောတူစိတ်ပါလက်ပါဖြင့်လော်သူကလော်ကြကူးသူကကူးကြနဲ့ကျုံးမော်သူဖောင်ရောက်ရှိရေးကိုအစွမ်းကုန်ကြိုးစားကြသည်၁၂နှစ်ခန့်တွင် အားလုံးဒီမော့ပြီလက်ပန်းကြကြပြီဖြစ်သည် စနေနာရီတွင်ဖောင်တက်သူကျွန်တော်တို့ပြန်တက်လာခဲ့ကြသည်အားလုံးကတောက်ရည်ဝေးရန်လိုလားနေကြပြီဖြစ်သည်ကျွန်တော်သည်တက်နိုင်ရင်တောက်ရည်ဘူးကိုလုံးဝမဖောက်ချင်သေးသည့်အတွက်ဖန်ပလင်းအတွင်းမှလက်ကျန်ရည်ကိုပင်ဝေမျှတောက်ကြရန်ဆုံးဖြတ်သည်ဖောင်မော်တွင်အသုံးဝင်ဆုံးပစ္စည်းနှစ်ခုမှာတောက်ရည်ဝေးသည့်ပလတ်စတစ်ခွက်နှင့်ရေပတ်ထုတ်ရန်အတွက်ပလတ်စတစ်ခွက်ကြီးဖြစ်ချင်းခွက်မှာဖျားဆုံးတော်တရားတွင်တောက်တော်ရည်ကသည့်ခွက်ရွယ်များရှိသည် ခွက်ကြီးမှာစစ်တုံးမခွက်အရွယ်များရှိသည်လက်ကန်ခိုင်းမပါကျွန်တော်က rambling တဖြစ်လဲရေပလင်းတွင်းမှာရေများကိုခွက်ငယ်နဲ့တစ်ခွက်စီငှဲ့ကဝေးပေးသည်ရှုံရှုံမဲမဲနဲ့ပြင်တောက်ချရသည်ရန်စော်ကနန်သည့်အပြင်ရေမှာလည်းပိုးပြက်ပြက်နဲ့နန်သည်တောက်ရည်ကျူးပင်မခေါ်နိုင်တော့အဆင့်တွင်ရှိနေပြီဖြစ်တော်လဲအာသာပြေစိတ်ပြေမျှတော့ဖြစ်၏ဟုတ်ကဲ့အပိုင်းကားကိုဒီမှာပဲခေတ္တရန်နာကွန်ပြူပါခင်ဗျာ လာမယ့်အပိုင်း6ကိုလည်းစောင့်မြော်ပြီးအားပေးကြပါဦး။လာရောက်အားပေးနားဆင်ကြတဲ့တောတာရှင်ပေါင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။မြန်မာပြည်သူပြည်သားများအားလုံးဘေးရန်ဒီရဲ့အမျိုးမျိုးမှအမြန်ဆုံးကင်းဝေးကြပါစေခင်ဗျာ။